နာဂဆိုတာလူမျိုးတစ်ခုဖြစ်တယ်အာရင်ကျေးမှုဘာသာစကားနယ်မြေပိုင်ဆိုင်မှုအထင်အရှားအထင်ကြီးရှိထားတဲ့လူမျိုးမျိုးဖြစ်တယ်မြန်မာနိုင်ငံဒီလူမျိုးစုရပိုင်ခွင့်လို့ပြောတဲ့ခါမှာလမ်းဖောက်မဲ့တရားစောင့်မယ်ဆိုတဲ့အကြောင်းအရာတွေဖြစ်တယ်လမ်းဖောက်မဲ့တရားစောင့်မယ်ဆိုတာကအဲ့ဒါလူမျိုးစုရပိုင်ခွင့်လို့ပြောလို့မရတော့ဘူးဒါ citizen right နိုင်ငံရေးကြီးမန်းချက် political will ရှိသလားရှိတယ်ဆိုရင်လည်းအဲ့ဒီရှိတဲ့အတိုင်းလှုပ်ဆောင်နိုင်တဲ့စွမ်းဆောင်ရည် capacity ဆိုတဲ့ ရှိတဲ့အစိုးရတက်နေတယ်အဲ့ဒီဒေတာဥစည်းအဖွဲ့ရဲ့အခြေချင်းနဲ့ဆိုင်တယ်နှစ်ခုကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သားနဲ့နိုင်ငံရေးညီမချက်လူမျိုးနဲ့ဒေတာအတွက်ညီမထားတဲ့အရာတစ်ခါမှာအဲ့ဒါတက်ကြုံရင် beyond ဆိုရင်တော့နိုင်ငံတော်အတွက်စဉ်းစားတာဆိုတော့အဲ့လိုမျိုးစဉ်းစားနေတဲ့ဘလောက်ပဲတွေးခေါ်မြင့်မာပြီးတော့ဘလောက်ပဲစိတ်စိတ်စဉ်းစားနဲ့ကျွန်တော်တို့ကြိုးပမ်းမယ်လို့ကျွန်တော်တို့ကဆုံးဖြတ်စိတ်ပိုင်းဖြတ်ထားတော်ညာလေပြည်သူကကျွန်တော်တို့ကိုမဲမပေးဘူးဆိုရင်ကျွန်တော်တို့ကမနိုင်ဘူးနာကလူမျိုးတွေကအခုကျွန်တော်တို့ပြောနေတယ်နာကမျိုးသားလက်လန်းစင်ဟာနာကလူမျိုးနဲ့နာကပြည်သူတွေအတွက်နာကဒေတာမှာရှိတော့တိုင်းဒေတာလူမျိုးအားလုံးအတွက် နောက်နာကနေမျိုးကာကွယ်စောင့်ရှောက်ဖို့အတွက်ဆိုရက်အတိုင်းသားတို့ကကျွန်တော်တို့ရဲ့နိုင်ငံရေးညီမချက် ဟုတ်ကဲ့ပါကျွန်တော်နာမည်ရှုမောင်ပါနာဂမျိုးသားပါတီရဲ့အဲဘူကဖြစ်တဲ့ပါတီပြောင်းသူလည်းဖြစ်ပါရယ်ဆိုတော့အခုဒီ2025ဒီဇင်ဘာလမှာလုပ်မဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့နာဂမျိုးသားပါတီနဲ့ကျွန်တော်တို့ကနေရာ20ကျွန်တော်တို့ဝင်ရောက်ရှင်ပြန်ဖို့ကျွန်တော်တို့ candidate course လည်းလောင်းနေကျွန်တော်တို့အာရာထားပြီးဖြစ်တယ်အာဒီအမီရှင်းလည်းတင်သွင်းပြီးဖြစ်ပါတယ်ဆိုတော့အခုချိန်မှာမကြိုက်ရင်ကျွန်တော်တို့ဝင်ရတော့မယ်ဆိုတော့ COIN ကာလာလည်းဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီနာဂမျိုးသားပါတီအနေနဲ့အာဒီရွေးကောက်ပွဲတွေကျွန်တော်တို့ ဒါ2010ကနေ2010မှာတော့ကျွန်တော်တို့နာဂပါတီကမထောင်ရသေးဘူးမထောင်ရသေးတဲ့အခါကျွန်တော်2010ကျွန်တော်တို့မပါခဲ့ဘူး2015မှာကျွန်တော်တတိပုဂ္ဂလနေနဲ့ဝင်ပြောက်ရှင်ပြိုင်ခဲ့တယ်ခန္ဒီပြည်သူ့လွတ်တော်ကိုယ်စားလှယ်အနေနဲ့ကျွန်တော်ဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်တယ်2015ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့2019 2019ကနေစပြီးကျွန်တော်တို့နာဂမျိုးသားပါတီဆိုတာတောင်းခဲ့တာဖြစ်တယ်ဆိုပါဒီအဲ့ကနေ2020ရွေးကောက်ပွဲကိုကျွန်တော်ဝင်ရောက်ရှင်ပြိုင်တယ်ပြီးတော့အခုဒီဒီချိန်2025ရွေးကောက်ပွဲကိုကျွန်တော်ပြန်လုပ်မယ်ဆိုတော့ကျွန်တော်တို့က ဒါဒီချိန်မှာလည်းကျွန်တော်ရီကော့ပွဲနိုင်ငံရေးပါတီဆိုတာရီကော့ပွဲရှင်ဝင်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကရီကော့ပွဲဝင်တာဖြစ်ပါတယ်ဘာဖြစ်လို့နာဂမျိုးသားပါတီတီထောင်ရတာလဲဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်နာဂလူကြီးစုစုပေါင်းကျွန်တော်တို့ကဆင်းရဲတာတွေမရှိတာတွေအကုန်လုံးတိမ်ကြုံပြီးပြောရမှာဆိုရင်ကျွန်တော်တို့ရဲ့အာစုစုပေါင်းလူကြီးပေါ့ဗျာ total population ကအနည်းဆုံးကျွန်တော်တို့က အာလေသိန်းဝင်းကျင်ရှိတယ်လို့ကျွန်တော်တို့အကြမ်းဖြစ်ကျွန်တော်တို့အဲ့လိုယူဆတယ်။ဘာကြောင့်အကြမ်းဖြစ်လဲလို့ပြောရင်ကျွန်တော်တို့ဒီမှာတိကျတဲ့လာဘကမှတ်တမ်းမဝင်သေးတဲ့အာလူကြီးစင်းတွေရှိတယ်။အာဟိုဟိုပါဘောနော်ဒီဘာသာရေးဖွဲ့စည်းတွေရဲ့စင်းတွေရှိတယ်။ပြည်နာကရွေးရချင်းချင်းမှုဖွဲ့စည်းတွေကလည်းပောက်ထားတဲ့စင်းတွေရှိတယ်။ဆိုတော့ဒါကြောင့်မလို့ဒီစင်းတွေအားလုံးကကျွန်တော်တို့မှာဒီ reference လုပ်ဆရာအတိအကျ အာဒီ statistic လောက်ထားတာတိကျမရှိဘူးတော်တော်လည်းကျွန်တော်တို့အကြမ်းဖြစ်ကျွန်တော်တို့ခံမှန်းရတဲ့အနေထားရဆိုကျွန်တော်တို့မှာက၄သိန်းဝန်းကျင်လောက်ရှိတယ်လို့ခံမှန်းတယ်ဆိုတော့ဒီ၄သိန်းဝန်းကျင်လောက်ရှိတယ်ဆိုတာကလူကြီး population ကိုပဲပြောတာဖြစ်တယ်ဟိုကင်းကနားအဖြစ်ပြောရင်နည်းနည်းလေးပါတော်တော်လည်းကျွန်တော်တို့နာဂတွေဆိုတာကလူမျိုးတစ်မျိုးဖြစ်တယ်ဆိုတော့ population နဲ့တိုင်းကာလို့မရဘူးဗောနော်ဆိုတော့အာနာဂဆိုတာလူမျိုးတစ်ခုဖြစ်တယ်အာရင်ကျေးမှုဘာသာစကားနယ်မြေပိုင်ဆိုင်မှုအထင်အရှားအထင်ကြီးရရှိထားတဲ့လူမျိုးတစ်မျိုးဖြစ်တယ်မြန်မာနိုင်ငံမှာကျွန်တော်အဲ့လိုနေတာဖြစ်တယ် မြန်မာနိုင်ငံမှာပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်အိန္ဒိယနိုင်ငံမှာ4 million ကျော်ရှိတယ်ကျွန်တော်နားကလူရဆိုတော့4 million နဲ့ဒီဘက်အရှိမရှိတဲ့၄သိန်းလောက်နဲ့ပေါင်းလိုက်ကျွန်တော်ကလူမျိုးကြီးတစ်မျိုးဖြစ်ပါတယ်ပုံမှန်မှာပဲဖြစ်ဖြစ်အိန္ဒိယမှာပဲဖြစ်ဖြစ်အိန္ဒိယမှာဆိုရင်ဒါ North East India မှာဆိုကျွန်တော်နားကလူရ population the largest population ဖြစ်တယ်အကြီးဆုံးလူမျိုးဖြစ်တယ်အဲကျွန်တော်တို့အဲ့လူမျိုးနေထိုင်တာဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့လည်းဒီစကိုင်းတိုင်းအထက်ပိုင်းဒီခန်းဒီ homeland လေရှိလက်ဟဲနိုင်ယွန်းကချင်ပြည်နယ်ထဲမှာရှိတဲ့တနိုင်းရှင်ပြန်အဲ့ဒါတွေကကျွန်တော်နားကရဲ့အဲနေထိုင်ရာနေမြေတွေဖြစ်ပါတယ် ဖြစ်တဲ့တောင်ဒါ2008ဖွဲ့စည်းပုံအခြေခံဥပဒေရတော့ကျွန်တော်ကိုပိုင်အနာကကိုပိုင်ချွတ်ခွင့်ရဆိုတော့ကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရာအနှင်းထားတဲ့အရာရှိတယ်အဲ့ဒါကတော့၃မြို့နယ်ဖြစ်တယ်အဲ့ဒါတော့လေရှိလဟဲနိုင်ရဆိုတော့၃မြို့နယ်ကိုကန့်ပြီးတော့အဲ့ဒါကနာကကိုပိုင်အချုပ်ခွင့်ရလို့ပေးထားတာဖြစ်တယ်ဖွဲ့စည်းပုံရပေးထားတဲ့အရာကိုပြောတာဖြစ်တယ်ဆိုတော့ဒီအဝင်းဝိုင်းကြီးတစ်ခုလုံးလူမျိုးတစ်ခုဆိုတဲ့နာကဆိုတဲ့လူမျိုးတစ်ခုရဲ့နိုင်ငံရေးကံကြမ္မာနိုင်ငံရေးရပိုင်ခွင့်နိုင်ငံရေးအခွင့်အလမ်းဆိုတဲ့အရာတွေကကျွန်တော်တို့ကလူမျိုးတစ်မျိုးဖြစ်တဲ့ကြောင့်လို့ ဒီတိုင်းပြည်ဟာပြည်တော်စုသမ္မတမြန်မာနိုင်ငံလို့ပြောတယ် Union လို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလူမျိုးတွေကိုစုဖွဲ့ထားတာဖြစ်တယ်လူမျိုးတွေကိုစုဖွဲ့ထားပြီးတော့ပြည်တော်စုဆိုတာတည်ထောင်ထားတာဖြစ်တော့ကြောင့်လူမျိုးဖြစ်ခြင်းဟာအင်မတန်အတိတ်ပဲလေးနက်မှုရှိတဲ့တွေ့ရ political implication အင်မတန်မြင့်မားတဲ့အာအကြောင်းအရာတစ်ခုဖြစ်တော့ကြောင့်ဒီတိုင်းပြည်ကိုပြန်လဲတိဆောက်တဲ့အရာမှာပဲဖြစ်ဖြစ်တိုင်းပြည်ရဲ့ရှေ့ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာဒီလူမျိုးစုတွေရဲ့အာရှင်တန်ရက်တီခွင့်နောက်ပြီးတော့လူမျိုးစုတွေရဲ့ contribution ပေါ့နော်ဒီတိုင်းပြည်ပေါ်မှာပြန်ပြီးအကျိုးပြုပြုခွင့်နောက်ပြီးတော့တိုင်းပြည်အတွက်ဟိုဘာလုပ်ပေးနိုင်မလဲတိုင်းပြည်အောင်ကျွန်တော်တို့လူမျိုးစုတွေရဲ့ political rights social and political rights ဆိုတာကဒါနိုင်ငံတကာမှာလည်းရှိတဲ့အရာဖြစ်တယ်လူမျိုးရင်းနဲ့နိုင်ငံဆိုင်ရာရပိုင်ခွင့်ဆိုတာကဒါနိုင်ငံသားတိုင်းသို့မဟုတ်လူမျိုးစုတိုင်းကဘာကြီးမှာဆိုရင်လည်းနိုင်ငံတိုင်းမှာအဲ့ဒီခွင့်ရေးရှိတယ်လိုအပ်တယ်ပိုင်ဆိုင်ဖို့လေလိုအပ်တယ်အဲ့တော့ပိုင်ဆိုင်ဖို့ရဖို့ဟာနိုင်ငံတော်မှာတာဝန်ရှိတယ်ကိုယ်တိုင်းပြည်တိုင်းမှာရှိတဲ့လူမျိုးတိုင်းဟာတန်းတူညီမျှခွင့်နဲ့ဒီ အာလူမျိုးစုရပိုင်ခွင့်နေအားလုံးကိုအချိုးညီစွာတူညီစွာခံစားရမယ်ဆိုတဲ့အရာကနောက်ဆုံးဖြစ်စီပုံအခြေခံဥပဒေမှာတော့လောကပြီးခဲ့တဲ့အာဒါ1948 54အဲ့ဥပဒေဒီမှာတော့လောကဒါတွေကနောက်ထိုနည်းကမဲ့တိဆက်လက်ရှိတိဆက်ဥပဒေရအချို့တော့ပြောင်းလဲချက်ဒီပုံမှာတော့ကောင်းဒါတွေကရှိပြီးသားဖြစ်တယ်တိုးတော့လည်းမြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့အနေအထားတစ်ခုမှာကကျွန်တော်တို့ကဒီအာအများကြီးအားနဲ့ချက်တွေရှိနေတဲ့အနေအထားအားနဲ့ချက်တွေရှိတယ်ဆိုတာလည်းကျွန်တော်တို့ကနားလဲပါတယ်ဘာကြောင့်လဲဆိုတော့ဒီတိုင်းပြည်ဟာ ဟိုဒါအလွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာခဲ့တဲ့ဒီတွန်လိုင်းကိစ္စတွေရှိတယ်။အဲဒီလက်နက်ကင်ပလိကတွေရှိတယ်။နိုင်ငံရေးဟိုမငြိမ်းများမှုတွေရှိတယ်။နောက်ဒီ budget ခွေးမှုနဲ့တော့လည်း resource sharing လို့ခေါ်တဲ့ဒီသဘာဝရင်းမြစ်ပိုင်ဆိုင်ခုကိုစီမံခန့်ခွဲပိုင်ခွင့်ကိစ္စတွေပေါ်တော့ဒါတွေကအများကြီးပြောဆိုနေကြရတဲ့အရာဖြစ်တယ်။ဒါတွေကငင်းချိုင်း process မှာလဲဒါအများကြီးဆွေးနွေးနေစေဖြစ်တဲ့အရာတခုဖြစ်တယ်။ဒါကြောင့်ဒီဟာအားလုံးကိုမငြိမ်းများတော့ခံစားမှုဖြစ်စေတယ်ဆိုတော့အဲ့ဒီရဲ့နောက်ခံအကြောင်းတရားပုံမှာအခြေခံပြီးတော့တိုင်းဒါလက်နက်ကင်တွေရဲ့ အာဒီဟိုပါဗောနော်တော်လိုင်းကိစ္စတွေစိတ်နာကျင်မှုတွေဒါတွေအများကြီးရှိလာတဲ့ခါမှာဒီအရာတွေကကျွန်တော်တို့ကတစ်ဖက်မှာတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေကဒီလက်နက်ကင်တော်လိုင်းကြီးနဲ့အစပြုပြီးတော့ဒီဟာကိုဖြည့်ရှင်းမယ်ဆိုတဲ့အနေအထားနဲ့ဒါလွန်ခဲ့နှစ်ပေါင်းတချို့ဆိုလည်းနှစ်ပေါင်း40လောက်ကဆွတ်ဆိုလည်းနှစ်ပေါင်း40တက်ကျွန်လဲကျွန်မယ်နောက်အဲ့လိုမျိုးတွေဒါစတင်ခဲ့တာရှိတယ်တစ်ဖက်မှာလည်းဒီကျွန်တော်တို့ဥပဒေပေါင်းထဲကနေကျွန်တော်တို့ဘာကိုကျွန်တော်တို့ဒီတရားမျှတမှုရဖို့အတွက်ကျွန်တော်တို့ဘာလုပ်နိုင်မလဲ၊ကိုင်နိုင်မလဲဆိုတာကိုကျွန်တော်တို့ အာပြူရမယ်လမ်းကြောင်းတစ်ခုကိုလည်းကျွန်တော်ရွေးချယ်ကြတဲ့အခါမှာဒါခေတ်ကာလအဆက်ဆက်ကနေတရားဝင်နိုင်ငံရေးပါတီတွေထောင်တယ်လွတ်တော်ထဲမှာရောက်အောင်စူးစမ်းတယ်ကိုလူမျိုးစုရဲ့ရပိုင်ခွင့်တွေလုပ်တယ်ဥပဒေပြုရေးအာဏာနဲ့ဆက်ဆက်တဲ့လျန်တရားပုံတော်ကပေါင်းဆက်ညှိနှိုင်းပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတဲ့အရာတစ်ခုကိုကျွန်တော်တို့ကစူးပန်းဆောင်ရွက်ရတဲ့အဝင်ဝိုင်းတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်လည်းအဲ့လိုမျိုးလုံဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ကဥပဒေပေါင်းတွေကလုပ်မယ်ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးပါတီတရားဝင်ထောင်တာဖြစ်တယ် တို့ဘာလို့မှာဆိုတော့ဒီလူမျိုးစုရပိုင်ခုလို့ပြောတဲ့ခါမှာအပိုင်းနှစ်ပိုင်းပြောချင်တယ်ဗောနော်။တပိုင်းကတော့သူကဖွံ့ဖြိုးရေးကိစ္စတွေဖြစ်တယ် ဖွံ့ဖြိုးကူးစားရဆိုတာလမ်းဖောက်မယ်တရားစောင့်မယ်ဆိုတဲ့အကြောင်းအရာဖြစ်တယ်။လမ်းဖောက်မယ်တရားစောင့်မယ်ဆိုတာကအဲ့ဒါလူမျိုးစုရပိုင်ခွင့်လို့ပြောလို့မရတော့ဒါ citizen right ပဲဒါ is average ဒါတာမန်ဟိုပြည်သူပြည်သားတိုင်းနေပြည်တော်စုတမရမြန်မာနိုင်ငံတော်ရဲ့နေမီအပိုင်းခြားထဲမှာနေထိုင်တော့ဘယ်အရက်ဒေသလူဒါပဲဖြစ်ဖြစ်ခံစားရမယ့်အရာကအဲ့ဒါကဒါတာမန်ပြည်သူတွေနဲ့ဆိုင်တဲ့အခွင့်အရေးဖြစ်တယ်။ဒါပေမဲ့အဲ့ဒါမဟုတ်ဘဲနဲ့ political social and political rights ဆိုတာကကြတော့လူမျိုးဖြစ်ခြင်းပေါ်မှာအခြေခံထားတဲ့ ီအတနည်းအပြောင်းဒီကောင်ကကျွန်တော်ပြောနေတဲ့ Federal ဆိုတဲ့အခွဲဝင်မှုတွေနဲ့ဆက်ဆက်တဲ့ကိစ္စတွေပေါ့နော်ဆိုတော့ဒီအရာတွေကကျတော့ကျွန်တော်တို့ကဟိုတက်ဆိုင်ရာလူမျိုးတက်ဆိုင်ရာနေမျိုးပေါ်မှာအခြေခံပြီးတော့အားပြုပြီးတော့ပြောင်စုနိုင်မြန်မာနိုင်ငံတော်နဲ့ရဲ့ ဟိုပါပေါ့ဒီအုတ်ချုံရင်ရန်တရားတော်လကောင်ဥပေပြူရေးအာနာနဲ့ဆက်ဆက်တဲ့ရန်တရားပုံတော်လကောင်ပေါင်းဆက်ညှိနှိုင်းပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတဲ့အရာတခုကိုကျွန်တော်တို့ကကျိုးပန်းဆောင်ရွက်ရတဲ့အဝင်ဝိုင်းတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်လည်းအဲ့လိုမျိုးလုံဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ကဥပေပေါင်းတွေကလုပ်မယ်ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးပါတီတရားဝင်ထောင်တာဖြစ်တယ်တရားဝင်ထောင်ပြီးတော့နိုင်ငံရေးပါတီဆိုရွေးကောက်ပွဲရှိဝင်ရမှာဖြစ်တယ်ဝင်ရောက်ပွဲဒါကြောင့်လည်းဝင်တယ်ရွေးကောက်ပွဲဝင်ပြီးတဲ့နောက်မှာလွတ်တော်ထဲကနေကျွန်တော်တို့ပြောရမယ့်အပိုင်းအတိုင်းအတာတွေရှိတယ်အဲ့ဒီမှာလွတ်တော်ထဲမှာကျွန်တော်တို့က ဥရိပြန်ချက်တဲကနေကျွန်တော်တို့ကဘယ်ရပိုင်ခွင့်နေတောင်းမလဲဥပမာပြီးအခုကျွန်တော်တို့ဆင်လာကိုပိုင်ချက်ဒေတာမှာသုံးမျိုးနယ်ကိုချိန်ပြီးတော့ဘတ်ဂျက်ခွဲမှုရှိတယ်။ဘတ်ဂျက်ခွဲမှုတွေကကျွန်တော်တို့တွေကျွန်တော်တို့ကဆိုမြောက်ရချင်းပုံမှန်အဖြစ်ဆိုတော့စကိုင်းတိုင်းအစိုးရအောက်ထက်နေကျွန်တော်တို့ရဲ့ဘတ်ဂျက်စီစဉ်မှုတွေကအလိုရှိတယ် ရှိတော့တချို့တော်တော်များဆိုရင်ကျွန်တော်တို့စီမံတာ budget စီမံခန့်ခွဲမှုကဒါဟိုလူမျိုးစုတစ်ခုရဲ့ social political rights အရာဆိုရင်တော့ကျွန်တော်တို့ကဒါကျွန်တော်တို့အများကြီးအားနည်းနေသေးတယ်ပေါ့နော်အားနည်းနေသေးနေကြရှိတယ်ဒါလည်းကျွန်တော်တို့အာဒါအခုဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုပိုင်းချုပ်ခွင့်ရရဲ့ဟိုဇယား၃ပေါ့နော်ဇယား၃ကိုပေးထားတယ်ဆိုတော့အဲ့ဒါ given ဖြစ်တယ်အဲ့ဒါက given ဖြစ်တယ် given situation ပေါ်မှာကျွန်တော်တို့က given policy ပေါ်မှာကျွန်တော်တို့ကဘာဘယ်လို calculate ပြန်လုပ်ပြီးတော့ဘယ်လိုပြန်ပြီးတော့ expand လုပ်နိုင်မလဲဆိုတာကနိုင်ငံသားတွေရဲ့အလုပ်ဖြစ်တယ်တချို့ကျွန်တော်တို့ဒီဟာကို တိကျလှုပ်ချင်တာဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်ဒီရေကောက်ပွဲမှာကျွန်တော်တို့ကဟိုကိုယ့်ရဲ့လူမျိုးစုရပိုင်ခွင့်နဲ့ဆက်ဆက်တဲ့ဒီ political rights တွေကိုကျွန်တော်တို့ expand လုပ်ဖို့ကျွန်တော်ကြိုးစားရဲဆိုတော့ဥပဒေနဲ့အညီလှုပ်ချင်တာအဲ့ဒီတစ်ပိုင်းဖြစ်ပါတယ်လို့ဟုတ်နိုင်ငံရေးလူရှုခံရမှုဆိုတဲ့အနေအထားမှာတော့ဒါအရင်ကဆိုရင်ကျွန်တော်တို့ကအပိုင်းနှစ်ပိုင်းရှိတာပေါ့တစ်ခုကတော့ဗာလဲဆိုတော့ဒီ အဲဒီအစိုးရအဆက်ဆက်တွေရဲ့အစိုးရဆက်ဆက်ဆိုတာကျွန်တော်လွတ်လိုက်ရပြီးနောက်ပိုင်းကနေစပြီးတော့ပြောရမှာပေါ့နော်ဆိုတော့ဒါမျိုးတွေဆိုတော့တောင်က49လွတ်လိုက်ရပြီးရဲ့နောက် sorry 58လွတ်လိုက်ရပြီးရဲ့နောက်ပိုင်းကနေစပြီးတော့ဆိုကျွန်တော်တို့နာကလူမျိုးတွေကတော့တော်တော်လေးကိုဖွံ့ဖြိုးပြီးအဲ့ကလေးက ဟိုဟာပေါ့အများကြီးလူမသိသူမသိတဲ့လူမျိုးတခုအနေနဲ့ဒါကျွန်တော်တို့ကဒါအင်္ဂလိပ်ကဒါကျွန်တော်တို့ဟိုဒါ frontier area အနေနဲ့ Naga Hill District ဆိုလို့ကျွန်တော်တို့ရှိခဲ့တယ်အဲဒါပေမဲ့ဒါအုတ်ချွေးနယ်ပယ်ရပဲရှိခဲ့တာဖြစ်ပြီးတော့ဒေသဖွံ့ဖြိုးမှုနဲ့ကျွန်တော်တို့ရဲ့လူရဝင်မှုတိုင်းတာကိုပြန်ကြည့်တဲ့အခါ politically ကျွန်တော်တို့ကလူရဝင်မှုပြန်ကြည့်ကျွန်တော်တို့ကဒီ Masala Socialist Kit အထိကိုကျွန်တော်တို့ကတော်တော်လေးကိုအများကြီးနောက်ကျနေခဲ့တာဖြစ်တယ် တော့အဲ့ဒီကျွန်တော်တို့ကျွန်တော်တို့ဆိုတာဒီအဒီဥမာဖြစ်ဆိုကျွန်တော်တို့ပညာတတ်လူဒန်ဆာတွေကျွန်တော်တို့တော်တော်လေးအားနေတယ်နော်နောက်ပြီးတော့ကြမ်းမိုက်ဆောင်းဆောင်းမှုတွေကျွန်တော်တို့မှမရှိဘူးနောက်တစ်ခုကဒီလမ်းမဆက်တဲ့ဆိုတာတော့ကျွန်တော်တို့လမ်းဆိုတာကိုတိတိကျကျအောင်မမြင်သေးတာဒီလိုကတ်တရားလမ်းဆိုတာကျွန်တော်တို့နားကတောင်တော့မှဘယ်နေရာမှာမှကတ်တရားလမ်းဆိုတာမရှိဘူးအဲ့လိုမျိုးဆိုတော့ကတ်တရားလမ်းဆိုတာတော့ကျွန်တော်တို့အခုဒါလင်းစိတ်လာတဲ့လမ်းဆိုရင်ဒါကတ်တရားလမ်းလို့ကျွန်တော်တို့အချမ်းဖြစ်ပြောလို့ရတယ်ပေါ့ဗျာနော်အဲတခြားနိုင်ငံကြီးတွေမှာသွားလို့ရှိရင်ဒါလမ်းဆိုတာတော့ဘာလဲဆိုတာအကုန်လုံးသိပါတယ်ဆိုတော့ကျွန်တော်တို့စီမှာလမ်းမဟုတ်တာကိုလမ်းလို့ထင်ပြီးကျွန်တော်တို့ကလမ်းလို့လို့ပဲကျွန်တော်တို့ယူဆပြီးတော့ ရှင်းနိုင်ခဲ့တယ်စာတင်ကြောင်းလို့ပြောတယ်ကျွန်တော်တို့ဆိုမှာပညာရေးရှင်းနေခက်ခက်ပညာရေးနဲ့ဆိုင်တဲ့အများကြီးကျမရေးဆိုင်ရာ supply government supply တော်တော်လေးအားနေတယ်ဆိုတော့ဒါမျိုးတွေရှိတဲ့အခါမှာဒီ AR တွေကပြောပြီးတော့ economic opportunity စီးပွားရေးအခွင့်အလမ်းအနေနဲ့ပတ်သက်ကြတယ်ရှိတဲ့အခါမှာအာနိုင်ငံရေးလို့ပြောတဲ့အခါကျွန်တော်ပြောတာနိုင်ငံရေးတမားဖြစ်တဲ့ဟာကိုပိတ်ပင်တယ်လို့ဆိုလိုတာမဟုတ်ဘဲနဲ့ political rights ကိုပြောတာနိုင်ငံရေးရပိုင်ခွင့်ကိုကျွန်တော်တို့ဒီလိလိရှုခံရနေတယ်ဆိုတဲ့အပိုင်းကတပိုင်းဖြစ်တယ်။နောက်အခြားတစ်ပိုင်းမှာကျတော့ကျွန်တော်တို့ကလူသားကျွန်တော်တို့ရဲ့လူရင်းမြစ် ဖီမဲအဲ့ဒီအစိတ်ပိုင်းတွေမှာထိုးထိုးထွန်းဟောဗောထိုးထိုးထွန်းထွန်းနဲ့ကျွန်တော်တို့ဝင်ရောက်လှုပ်ဆောင်လိုက်လို့စိတ်ရှိသောပုဂ္ဂိုလ်သို့မဟုတ်ဝင်ရောက်လှုပ်ဆောင်ဖို့အတွက်အရေးချင်းရှိသောပုဂ္ဂိုလ်တွေနေနဲ့ကျွန်တော်တို့စီမှာတော်တော်လေးအားနည်းခဲ့တယ်ဒါ human resource ကျွန်တော်တို့ဘက်ကအားနည်းချက် human resource ကြီးအားနည်းခဲ့အဲ့ဒါဘာကြောင့် human resource ကအားနည်းခဲ့တယ်လဲလို့ပြောရင်အခုနပြောတဲ့ဒီ basic ဟောဗောနော်ဒီအဲ requirements တွေကျွန်တော်တို့ရဲ့ ေတာဖွံ့ဖြိုးဆိုင်ရာဟိုဟာဒီနိုင်ငံတော်ရဲ့ပံ့ပိုးမှုတွေအများကြီးအားနည်းခဲ့တဲ့နေမျိုးတစ်ခုဖြစ်တယ်အဲ့ဒီနေမျိုးထဲမှာရှင်တန်တဲ့လူမျိုးတွေအတွက်ကကျွန်တော်တို့ကသူများရဲ့ရင်ပုံတိုင်းပြီးကျွန်တော်တို့ရှေ့ကိုမထွက်နိုင်ခဲ့တဲ့အနေအထားတစ်ခုရဲ့ခါဒါတွေကိုကျွန်တော်တို့ကဒီချိန်မှာအားလုံးတန်းတူညီမျှဆိုတာဒါတွေကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ဒီအရာတွေအားလုံးကိုကျွန်တော်တို့တည်တည်ချာချာလေးဒီတစ်ခါကောင်းကောင်းမွန်မွန်ဗလိုက်ပြန်လုပ်ပြီးတော့ကျွန်တော်တို့ကနိုင်ငံတော်မှာဘယ်ကိုသွားနေတယ်နိုင်ငံတော်ကဖွံ့ဖြိုးရေးလို့ပြောရင်လည်းနိုင်ငံတော်ကဘလောက်ထိကြီးမမ်းမီဖွံ့ဖြိုးချင်တာလဲ Southeast Asia မှာတကက်တောင်တောင်မီနိုင်ငံတခုအနေနဲ့ထူထောင်ချင်တာလား ဒါမို့ဘာလို့ချင်တာလဲကမ္ဘာအလယ်မှာကျွန်တော်တို့အဲ့လိုစင်ကာပူလိုပေါက်မြောက်ချင်တာလားဆိုတော့နိုင်ငံကြီးဖွံ့ဖြိုးရေးညီမချက်တခုပေါ်မှာကျွန်တော်တို့လည်းအဲ့ဒါကိုမီအောင်လိုက်နိုင်ဖို့အတွက်ကျွန်တော်တို့လည်းကိုယ့်ဟာနဲ့ကိုယ်လည်း capacity ရှိအောင်စူးစမ်းတဲ့လူမျိုးတခုဖြစ်အောင်ကျွန်တော်တို့က political rights ကျွန်တော်တို့မှာအဲ့ဒါလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့နိုင်ငံတော်ရဲ့ဥပဒေပေါင်းထက်နေကျွန်တော်တို့ရဲ့ရပိုင်ခွင့်ဆိုတဲ့အရာတွေကျွန်တော်တို့ရအောင်ဥပဒေနဲ့အညီကျွန်တော်တို့ကလှုပ်ဆောင်မယ်တောင်းဆိုမယ်တောင်းရရှိရင်တောင်းမယ်ကိုယ်ကိုယ်တိုင်လှုပ်ပေးရမယ်ရှိရင်လှုပ်မယ်ဝိုင်းလို့ဝိုင်းစားဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရဲ့တိုင်းပြည်ကိုကျွန်တော်တို့တည်ထောင်ချတဲ့ခါမှာငါကလူမျိုးအနေနဲ့ကျွန်တော်တို့က အခြားသောလူမျိုးတွေကတော့ကျွန်တော်တို့ကအဲ့လိုဖွံ့ဖြိုးသော data တခုဖွံ့ဖြိုးသောလူမျိုးတခုဖြစ်အောင်တိုင်းပြည်အတွက်လည်းကျွန်တော်တို့ဟာအကျိုးပြုသောအကောင့်ဖက်ပေါင်းတော်အပေါင်းလက္ခဏာဆောင်သောလူမျိုးတခုအနေနဲ့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့ရှင်သန်ရပ်တည်နိုင်ဖို့အတွက်ကျွန်တော်တို့ဟာကြိုးပမ်းချင်တာဖြစ်ပါတယ်ကျွန်တော်တို့ကအဓိကတော့ဒါကျွန်တော်တို့ရဲ့ရွေးကောက်ပွဲဟိုမှာလဲ decoration မှာလဲပါတယ်ဆိုတော့အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေ့ဒီအဓိကတိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာကဟိုညီညီမြခံစားမှုမရှိဘူးဆိုတော့စိတ်ခံစားမှုတခုကိုကျွန်တော်တို့နိုင်ငံရေးအဆုံးသတ်ဖို့ကျွန်တော်တို့ ဒီလိုချာကျူပန်းဖို့လိုတယ်အဲ့ဒါမှပဲကျွန်တော်တို့ရဲ့ဒီတိုင်းပြည်မငြိမ်မသက်ဖြစ်မှုတွေရဲ့အစအဲ့ဒီဒဏ်ရာတွေပဲဆိုတော့ဒီအရာတွေကိုကျွန်တော်တို့ဒီလိုချာပေါင်းစပ်ညှိနှိုင်းပြီးတော့ကျွန်တော်တို့ဒီအနိုင်ငံရေးဟိုဟာပေါ့နော်လူလူရှုခိုင်းမှုဆိုတဲ့အနေအထားတစ်ခုမှာဒီလူမျိုးတစ်ခုကနိုင်ငံရေးအရာအဘယ်အဆင့်တန်းထိမှပါဝင်ခွင့်ရှိတယ်ဆိုကြရပြီဥပမာအဖြစ်ကျွန်တော်တို့စကိုင်းတိုင်းအောက်ထဲမှာရှိတယ်စကိုင်းတိုင်းဒေသအစိုးရဖွဲ့တဲ့ထဲမှာကျွန်တော်တို့ပါဝင်ခွင့်မရှိနိုင်ဘူးလားပြည်အောင်စုအစိုးရဖွဲ့တဲ့ချိန်မှာကျွန်တော်တို့ကအစိတ်ပိုင်းတစ်ခုဟိုဟိုပြည်အောင်စုဝန်ကြီးဌာနတွေအများကြီးရှိတယ်ဒီလိုအစိတ်ပိုင်းတွေမှာ ဟိုရွက်ကောက်ပွဲဝင်လိုက်လို့လွတ်တော်ထဲမှာပဲပါတယ်ဟာလွတ်တော်အမှတ်ဖြစ်တဲ့ဟာကိုပဲဆိုလိုတာမဟုတ်ဘူးအစိုးရစုဖွဲ့မှုမှာအဆင့်ကဲဆင့်ကဲသောအစိုးရစုဖွဲ့မှုမှာဟိုကျွန်တော်တို့ဒီဝင်ရောက်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ပေးနိုင်မယ်အတိုင်းပြည်အတွက်အချိုးပြုနိုင်မယ်အာဒီဟိုဟိုခေါင်းဆောင်တွေပေါ့နော်ကျွန်တော်တို့ဒါမျိုးတွေကနေကျွန်တော်နောက်ပြီးတော့တိုင်းပြည်အတွက်အချိုးပြုနိုင်တယ်ဆိုတာဘာလို့ဆိုလိုလဲဆိုတော့အဲသူကအုပ်ချုပ်ရေးအာဏာဥပဒေပြည်အာဏာဆိုတော့အာဏာနေရတော့ရဲ့အဲထဲမှာနေရပေါ့ဗျာကျွန်တော်နဲ့တိုင်းဆက်ဆက်တာဆိုရင်နိုင်ငံရေးနဲ့တိုင်းဆက်ဆက်တာဆိုရင်အုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြည်အာဏာကနိုင်ငံရေးသမားတွေနဲ့အများကြီးတိုင်းဆက်ဆက်တဲ့ ရန်တရားနှစ်ခုဖြစ်တယ်အဲ့ရန်တရားနှစ်ခုထဲမှာကျွန်တော်တို့ကလွတ်တော်ရွေးကောက်ပွဲတွေဝင်ပြိုင်ပြီးလွတ်တော်အမတ်ဖြစ်မယ်လွတ်တော်ထဲမှာဟိုဟိုဟိုဟာသူများတင်တာဆွေးနွေးမယ်ကိုတင်တာလည်းရှိမယ်ဆိုတော့အတိုင်းဒါပြင်ဖွံ့ဖြိုးရေးဘတ်ဂျက်လေးတွေတောင်းမယ်ဆိုတော့အဲ့ဒီဖြူဖြစ်စဉ်လွတ်တော်အမတ်ထဲမှာပဲကျွန်တော်တို့ကျင်လည်ပြီးတော့မဟုတ်ဘဲနဲ့ကျွန်တော်အုတ်ချိုးရေးရန်တရားတစ်ခုရဲ့အပိုင်းဒီအစိတ်ပိုင်းတစ်ခုမှာလည်းကျွန်တော်တို့အာနာဂလူမျိုးတွေအနေနဲ့ပါဝင်ဆောင်ရွက်ပေးနိုင်မယ်အဲအဲ့လိုအခင်းကျင်းမျိုးတစ်ခုလည်းကျွန်တော်တို့လိုချင်တယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ကဒီဘာကြောင့်ဆိုဒီနာဂဒေတာဟာ ဒါအိန္ဒိယရဲ့တရုတ်နဲ့အိန္ဒိယရဲ့ဒီဟိုပါဘောဘယ်လိုခေါ်လဲဒီအခုဒီတရုတ်ဒီအရှိတောင်အစားနဲ့ဆက်ဆက်ပြီးသူလုံနေတဲ့ဒီဒီဟိုလမ်းမကြီးစီမံကိန်းအခုကျွန်တော်တို့ဆင်တီးရလီလိုလမ်းဆင်တာဒီအိန္ဒိယနဲ့ဟိုကနဲ့တရုတ်ဆိုရနဲ့ဆင်တာမကြတိရရဲ့ဒါလက်မကြီးသုထဖြစ်တယ်ဆိုတော့ဒီအားလုံးကကျွန်တော်တို့စီကိုဖြတ်တန်းသွားမှာဖြစ်တယ်ကချင်အရှိမဆိုကချင်ရှိမယ်ကျွန်တော်တို့ကြည့်တယ်ဆိုတော့အဲ့ဒီအနေအထားတွေရှိတဲ့အခါမှာကျွန်တော်တို့ရဲ့လက်ရှိမှာကျွန်တော်တို့မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအရှိမတရုတ်ကိုအားကိုးရတယ်အနောက်မှာအိန္ဒိယကိုအားကိုးရတယ်နိုင်ငံကြီးနှစ်ခုကိုကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်အမိတဲဟဲပြုတ်ပြီးတော့ဒါကျွန်တော်တို့မကြိုက်ဒီဖြစ်စေကြိုက်ဒီဖြစ်စေကျွန်တော်တို့ကအိန္ဒိယချင်းဆိုတာကျွန်တော်ရွေးချယ်ခွင့်မရှိဘူးရွေးချယ်ခွင့်မရှိတဲ့ကြောင့်တို့နဲ့ပေါင်းနေဆက်ဆံတဲ့အနေအထားတစ်ခုမှာနယ်စပ်တွေတကားပေါက်တွေကိုကင်ပိုင်ဆိုင်ထားတာကကျွန်တော်တို့ဖြစ်တယ်ပြည်တော်စုတမန်မြန်မာနိုင်ငံတော်ရဲ့အရှိတကားကိုပိုင်ဆိုင်တဲ့လူကသူ့လူမျိုးနဲ့တူရှိမှာကျွန်တော်တို့လည်းအနောက်ဘက်မှာကျွန်တော်အိန္ဒိယနဲ့အဲ့လိုထိထိဆက်ဆံနေတဲ့လူမျိုးမျိုးဖြစ်တယ်ရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့လည်းအခုဒါဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုတည်ထောင်မယ်လို့ကျွန်တော်တို့တိုင်းပြည်ကအဲ့လို officially declare လို့ပြောသွားနေတယ်ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကအိန္ဒိယမှာရှိတဲ့နာဂတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကျွန်တော်တို့ဒီလိုမြင်နေရတယ်ကျွန်တော်တို့ညီကိုတွေပဲကျွန်တော်တို့မျိုးတွေပဲဖြစ်တယ်ကျွန်တော်တို့ကဘာဖြစ်လို့မဖြစ်ပြုံးနိုင်ရမလဲဆိုတဲ့စိတ်ခံစားမှုတွေကျွန်တော်တို့မှာရှိတယ်အဲ့တော့နပိုင်းခွဲပြရမှာစပိုင်းကတော့ဗာလဲဆိုတော့အခုလက်ရှိ2008ဖွဲ့စည်းပုံရပြဋ္ဌာန်းထားတယ်နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ အဲ့ဒီဘောင်ထဲကနေလုတ်ပိုင်ခွန့်ကိုဘယ်လောက်ထိကြကြပြန်လုတ်နိုင်တယ်လဲဆိုတဲ့အပိုင်းတစ်ပိုင်းအဲ့ဒါတော့အဲအဲ့ဒီ UC data UC အဖွဲ့ကိုဖွဲ့ထားတော့ data အစိုးရပေါ့တနည်းပြောရင်နာကကိုပိုင်အစိုးရ data ရဲ့ UC အဖွဲ့ပေါ့ UC အဖွဲ့ရဲ့အရေးချင်းပုံမှာပဲမူတည် UC အဖွဲ့ကအရေးချင်းရှိရင်ရှိတဲ့ UC အဖွဲ့က2008ဇာတ်တုံးရဲ့ပြဋ္ဌာန်းချက်တွေကိုဘလောက်ချက်ကားပြီးအဆုံးထိဒါသူလုတ်ပေးနိုင်မလဲဆိုတော့နံပါတ်1အရေးချင်းလို့ရတယ်နံပါတ် နိုင်ငံရေးစိတ်ဆန္ဒ political will နိုင်ငံရေးစိတ်ဆန္ဒလည်းရှိရမယ်အဲ့ဒီစိတ်ဆန္ဒနဲ့အညီဥပဒေပေါင်းတဲ့ပေးရထားတဲ့2008တန်ပြဋ္ဌာန်းထားပြီးသားလုတ်ပိုင်ခွင့်အာဏာကိုအပြည့်အဝကျင့်သုံးပြီးလုံဆောင်နိုင်တဲ့အခြေချင်းရှိသလားဆိုတဲ့အဲ့ဒီ data ဥစည်းအဖွဲ့ရဲ့အခြေချင်းနဲ့ဆိုင်တယ်နှစ်ခုပေါ့နိုင်ငံရေးညီမချက် political will ရှိသလားရှိတယ်ဆိုရင်လည်းအဲ့ဒီရှိတဲ့အတိုင်းလုံဆောင်နိုင်တဲ့စွမ်းဆောင်ရည် capacity ဆိုတဲ့ရှိတဲ့အစိုးရတက်နေသလားအနာကမှာအဲ့ဒါဆိုရင်တော့2008ရဲ့ပေါင်ထက်ကနေအာဖွံ့ဖြိုးရေးအတွက်ကိုအမြိုက်ပြန့်ချက်ပြီးတော့ စိတ်ကူးရင်တလို့အကောင့်တွေဖွင့်နိုင်တဲ့ဟာလည်းရှိပါတယ်အဲအဲ့ဒါအဲ့ဒါသပိုင်းဖြစ်ပြီးတော့ဒါပေမဲ့အခုကျွန်တော်အားပြုပြီးပြောချင်တာတော့အဲ့ဒီ2008ဘောင်တည်းကနေပေးထားတာဘယ်လောက်ဖြန့်ကျက်ပြီးလုပ်မလဲဆိုတာကလည်းလုံရမယ့်အရာဖြစ်ပါတယ်အဲ့ဒါလည်းမှန်တယ်နောက်တစ်ခုတော့နိုင်ငံရေးကိစ္စဖြစ်တယ်နိုင်ငံရေးအကြောင်းအရာအဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးအကြောင်းအရာလို့ပြောရင်2008ကိုသူကနားကြောင်းတစ်ခုနဲ့စဉ်းစားမှာ2008ထဲကနေစဉ်းစားတာလည်းဖြစ်တယ်အဲ့ဒါလည်းတခုရှိတယ်2008အပြင် outside the 2008 constitution ကနေစဉ်းစားမဲ့အပိုင်းရှိတယ်အဲ့ဒါက federal constitution ပဲ federal constitution ဆိုတာက federal union ပြည်တော်စုအာ federal ပြည်တော်စုလို့ပြောနေတဲ့အချိန်မှာအခု federal နိုင်ငံတည်ထောင်မယ်လို့ပြောရင် federal constitution လိုကိုလိုလာတယ်လိုလာတဲ့အချိန်မှာအခု nspnc ကနေဥဆောင်ပြီးတော့ငင်းချိုင်းရေးညီလာခံတွေလုပ်နေတာက federal constitution ပေါ်ဖို့ပို့တဲ့ draft လုပ်နေတဲ့ resource တွေကိုတော့ input တွေကို policy input တွေကိုစုဆောင်းနေတာဖြစ်တယ်အားလုံးတစ်နှစ်ချိန်မှာဒီ nca ပဲဖြစ်ဖြစ် nca မထိုးတဲ့လူပဲဖြစ်ဖြစ်ပါအားလုံးစုံရက်တစ်ခုအနေနဲ့ငင်းချိုင်း forum ကြီးတစ်ချိန်ချိန်ပေါ်မှာပါအဲ့ဒီဟာတစ်ခုပြည့်ပြည့်စုံစုံအားလုံးပါဝင်နိုင်တဲ့ all inclusive stakeholder အကုန်ပါဝင်တဲ့ အဲ့အဲ့ဒီဟိုဟာပေါ့နော်ဒီအာ platform ကြီးတစ်ခုပေါ်ပေါက်လာတဲ့အချိန်မှာကျွန်တော်တို့ခုနပြောနေတယ်ဘသူကကိုပိုင်အုပ်ချုပ်ရတယ်မရဘူးပြည်နယ်အစ်စ်တွေပေါ်လာတာလည်းရှိမှာပါအဲ့တော့ဘသူတွေကပြည်နယ်ရမယ်ရတင်တဲ့ဆက်ကဘသူတွေဘသူကတော့ပြည်နယ်အစ်စ်မဟုတ်ရင်ကိုပိုင်အုပ်ချုပ်ခွင့်အစ်စ်ဖြစ်မယ်ဩဘသူတွေကတော့ကိုပိုင်အုပ်ချုပ်ခွင့်အစ်စ်မဖြစ်တဲ့ဘဲနဲ့ပြည်နယ်အစ်စ်ထပ်တိုးပေးတင်တယ်ဆိုတဲ့ကိစ္စတွေအများကြီးရှိလာမယ်ပြီးလို့ရှိရင်နောက်တစ်ခုကဇေယျတစ်ဇေယျနှစ်ဇေယျသုံးဇရတ်စ်ဆိုတာပြည်တော်စုအာနာဇရတ်စ်ဆိုတာတိုင်းနေပြည်နယ်တွေအာနာဇရတ်တုံးဆိုတာကိုပိုင်အုပ်ချုပ်ကိစ္စတွေရှိတယ်။ကျန်တဲ့ဇရတ်တော်တွေရှိတယ်၊လင်းကားတွေရှိတယ်။ ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်က Federal Union ကိုတွိုင်း Federal ပြောင်းစုရဲ့ Federal Constituent Draft လို့ရချင်မှာဒီဟာတွေကိုကျွန်တော် Power Sharing တွေကိုကျွန်တော်ကကစားရမယ့်အနေအထားရှိလာတယ်အဲ့တော့ဇေယျတစ်ကဟာတချို့တွေကိုဇေယျနှစ်ထုတ်ပြန်ပို့တာလည်းဖြစ်နိုင်တယ်ဒါမျိုးတွေကိုကျွန်တော်က Central Power ကိုအားရှိအောင်လုပ်မလားဟိုဘယ်ဟာ Federal ကိုအားကောင်းလုပ်ပြီးတော့ကျွန်တော်တို့ State တွေကိုဘယ်လိုလုပ်မလဲပေါ့ဒီဟာတွေကနိုင်ငံရေးအကြောင်းဖြစ်တဲ့အကြောင်းပေါ့ဒီဘက်ကတော့ကျွန်တော်တို့ကဆွေးနွေးပဲဒါကြောင့်မလို့ကိုပိုင်ဦးချုပ်ခွင့်ကနာရဒေတာကိုပိုင်ဦးချုပ်ခွင့်ရကိုအဲစဉ်းစားမယ်ဆိုရင် လက်ရှိ2010ဖွဲ့စည်းပုံရှိရင်းဆွဲအတိုင်းကျွန်တော်တို့လုတ်ပိုင်ခွင့်ကိုအပြည့်အဝကျင့်သုံးနိုင်တဲ့အခြေရှင်းရှိသောအစိုးရဒေတာအစိုးရပေါ်ထွန်းပြီးတော့နာဂလူမျိုးနဲ့နာဂနေမည်ထင်ပါနေတိုင်းတော့တိုင်းတဲ့အလုံးရဲ့အကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့အခြေရှင်းရှိသလားဆိုတဲ့ကိစ္စတစ်ခုရှိပြီးတော့နောက်တစ်ခုကတော့ကျွန်တော်နာဂမျိုးသားပါတီအနိုင်ရရင်လဲကျွန်တော်တို့လောက်ရမှာကအဲ့ဒီခုနအဲ့ဒီဟာတက်ကြော်ပြီးတော့နိုင်ငံတိဆောက်ရေးနဲ့ Federal Union ကိုလုတ်တဲ့အချိန်မှာကျွန်တော်တို့နာဂလူမျိုးအတွက်ကျွန်တော်တို့ဘယ်ဟာ ဘယ် format ကကျွန်တော်တို့အတွက်အကြီးကြီးဆုံးဟာဘာကိုသွားရမလဲဆိုတော့ကျွန်တော် self determination ကိုပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့အပိုင်းပေါ့နော်ဆိုတော့အဲ့ဒါတွေလုပ်မယ်ဆိုကျွန်တော်တို့ကပြည်နယ်နဲ့တန်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကပြည်နယ်ရဖို့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပြည်နယ်နဲ့ဆိုင်တဲ့ခွင့်အာဏာမျိုးကိုကျွန်တော်တို့ဘယ်လိုကျင့်သုံးနိုင်မလဲဆိုတဲ့ဟာတခုကိုကျွန်တော်တို့ကဆွေးနွေးဖို့အတွက်လိုလာတဲ့အပိုင်းတွေတော့ရှိတယ်အဲ့ဒါကနိုင်ငံရေးအကြောင်းအရာဖြစ်တယ်ရွေးကောက်ပွဲအလွန်မှာလုပ်ရမယ့်အရာဖြစ်တယ်ပေါ့နော်ဆိုတော့ရွေးကောက်ပွဲအလွန်မှာကျွန်တော်တို့ကကျွန်တော်ဒေတာမှာဒေတာအာဆိုင်းပြီးွားတော့အာဒေတာအစည်းအဖွဲ့ကိုကျွန်တော်တို့ဖွဲ့နိုင်မယ်ဆိုရင်ခုနပြောတဲ့1800ရဲ့မူပေါင်းထက်ကနေလုံနိုင်တဲ့ဟာလေအများကြီးရှိပါတယ် ရှိပါတယ်မရှိဘူးမဟုတ်ရှိပါတယ်အဲ့ဒါကိုလည်းအပြည့်အဝလှုပ်ဆောင်နိုင်အောင်ကျွန်တော်တို့ကြိုးပမ်းကြရမှာဖြစ်တယ်အဲ့ဒါမကလို့ကျွန်တော်တို့ရဲ့ပြည်တော်စုတီဖက်ဒရယ်ပြည်တော်စုတီဆောက်ရေးမှာကျွန်တော်တို့ပို့ပြီးတော့ကြီးကျယ်တဲ့ပို့ပြီးတော့ကျယ်ပြန့်တော့နိုင်ငံရေးပါဝင်ခွင့်ရှိတဲ့အဲလူမျိုးတစ်ခုအနေနဲ့နိုင်ငံတော်ကိုအကျိုးပြုနိုင်တဲ့နေမည်တစ်ခုအနေနဲ့ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတာကကျွန်တော်ရွေးကောက်ပွဲအလွန်မှာအများကြီးကောင်းချင်းဆိုင်ပြီးကျွန်တော်ဆွေးနွေးတိုင်ပင်ကြပြီးတော့မူဝါဒတွေချမှတ်ကြမယ့်အရာတွေလည်းအများကြီးရှိတယ်ဆိုတဲ့ပိုင်းပြောချင်ပါတယ်ဟုတ်ကဲ့ တို့ကဘာလို့ရမလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီအခုဒီဖက်ဒရယ်အဓိကတော့ကျွန်တော်တို့ကဘာကိုပဲစဉ်းစားရမလဲဆိုတော့အဖက်ဒရယ်ယူနီယံကိုတွားမယ်ဆိုရင်ကျွန်တော်တို့ကအဖက်ဒရယ်ကွန်စတီတျူရှင်းကဒရက်ဖ်လုပ်ဖို့လိုတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘယ်လောက်အတိုင်းတာတိကျွန်တော်တို့ကကျွန်တော်တို့ရဲ့ demands ကပါလဲပေါ့နော်ကျွန်တော်တို့ demands ကပါတယ်မြန်မာနိုင်ငံကအခု federal constitution ကိုတွားမယ်ဆိုရင်ဟို federal union ကိုတကယ်လုံးဝ formulate လုပ်မယ်ဆိုရင်လူမျိုးတိုင်းရပြည်နယ်လိုချင်ကြမယ်အဲ့ဒါပြည်နယ်လိုချင်ကြမယ်ဆိုတော့ဒါမဲ့အဲ့မှာနိုင်ငံတော်အစိုးရအနေနဲ့ကအဲ့ချိန်မှာအစိုးရလုပ်မယ်လူကစဉ်းစားမှာပါလဲဆိုတော့ လူတိုင်းကိုငါတို့ဟိုပြင်နေပေးလို့ရလားဆိုတဲ့မေးခွန်းပေါ့နော်ဆိုတော့လူတိုင်းကိုပြင်နေပေးလို့မရဘူးဆိုရင်ရလားမရလားဆိုတာဒါကော်မရှင်ဖွဲ့ရမှာပေါ့ကော်မရှင်ဖွဲ့ပြီးတော့ဟောဒီလူမျိုးတွေရဲ့တောင်းဆိုမှုကဖြစ်တဲ့နဲ့မဖြစ်တဲ့ဘူးဆိုတော့ဒါအိန္ဒိယမှာလုပ်တဲ့ကော်မရှင်ပုံစံမျိုးဒါအိန္ဒိယရဲ့ဖက်ဒရယ်ပုံစံဆိုတာအဲ့လိုတိဆောက်ထားတယ်ဆိုတော့မပေးဘူးပြင်နေမပေးရဘူးဆိုတာလည်းအဲ့လိုပြဋ္ဌာန်းလို့မရဘူးဆိုတော့ဒါပေမဲ့ပေးတယ်လို့လည်းအားလုံးကိုဖွင့်ပေးလို့မရဘူးဆိုရင်ကျွန်တော်တို့ဒါဆိုဒီနှစ်ခုကြားမှာကျွန်တော်တို့ကဘယ်လိုကြားချပြီးကျွန်တော်တို့လုပ်ရမလဲဆိုတော့ဒါအသေးချာတာက fair ဖြစ်တော့ ဟိုတရားတရားလည်းတရားရမယ်မြလည်းမြတတ်ရမယ်ဆိုတဲ့ပုံစံတစ်ခုနဲ့ဒါကျွန်တော်တို့ကလွတ်တော်ထဲမှာဆွေးနွေးရတာဒီအပိုင်းတွေရှိမယ်အခြားဘက်မှာလွတ်တော်ပြင်ပငင်းချိုင်းစပွဲပိုင်းကနေဆွေးနွေးပြီးတော့အပြေရှားမယ်ကိစ္စတွေအများကြီးရှိတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒါတောင်မကလို့ကျွန်တော်တို့လိုအပ်ရင်ပြည်တော်စုဆိုရနေပြီးတော့ကော်မရှင်တည်တံ့ဖွဲ့ပြီးတော့ဒီလူမျိုးတွေကိုကျွန်တော်တို့ကဘယ်နယ်ဘယ်မြေဘယ်ချောင်းဘယ်မြောင်းကနေစုစည်းပြီးတော့ဒီလူတွေအားလုံးကိုဒါဒီနယ်မြေပိုင်ဆိုင်မှုကိုဘုသူ့ရဲ့ပြည်နယ်လို့တတ်မှတ်ပေးတင်တယ်ဆိုတော့အဲသူ့မို့မတတ်မှတ်ပေးတင်ဘူးဆိုတော့ အဲ့လိုမျိုးဟိုလေ့လာသူတဲ့ analysis လုပ်တဲ့ဒါ commission တဲ့စုံစမ်းစစ်ဆေး commission ဆိုတဲ့ဟာမျိုးဖွဲ့ပြီးတော့လေ့လာရမယ့်အရာဖြစ်တယ်တောင်းတဲ့လူကြီးတောင်းကြလိမ့်မယ်အဲ့တော့ဒါမျိုးအခင်းချင်းနေရှိတဲ့ချိန်မှာဒါတွေလည်းရှိမှာပေါ့အဲ့ဒါတွေကိုလည်းကျွန်တော်နားလည်ဖို့လိုတယ်တစ်ဖက်မှာကြတော့ကဲဟုတ်ပြီကျွန်တော်တို့ကဘာတွေလိုချင်တာလဲကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတဲ့အနေထားကျွန်တော်တို့ဘာဖြစ်ချင်တာလဲဆိုတာကြတော့ကျွန်တော်တို့ဒါကျွန်တော်တို့မှလည်းရှိပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့အခုကပြောလို့မရဘူးเนาะဆိုတော့အဲ့လိုပဲခြားလူမျိုးတွေမှလည်းရှိလိမ့်မယ်ရှိတဲ့အခါမှာကျွန်တော်တို့ကဒီ ကိုဘာဖြစ်ချင်လဲဆိုတာအဓိကတော့ဒီ power sharing နဲ့ resource sharing ပေါ့เนาะ main ကတော့ဒါပဲအော် power sharing လို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒီအုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြုခွင့်အာဏာပေါ့တရားစီရင်ရတော့ဒါတော့ကျွန်တော်တို့စီမှာ ready မဖြစ်သေးဘူးဒါတော့တရားစီရင်ရတော့ဒါ ready မဖြစ်သေးဘူးတိုးတော်လည်းအနောက်တစ်ခုကတော့ resource sharing ကိစ္စ resource sharing ဆိုတာကတော့ budget ကိစ္စတွေပါပါလာတယ်သူကျွန်တော်ဒီ resource sharing ဒီတဘာဝရင်းမြစ်ခွဲပြီး ထိန်းချုပ်ပိုင်ခွင့်ဆိုတဲ့အနေအထားတွေကလည်းဒါတွေကအများကြီးကျွန်တော်ဒါလက်နက်ကင်တွေနဲ့ညှိချိုင်းလုပ်နေတဲ့ဖွဲ့တွေကလည်းဒီဟာတွေပဲဆွေးနွေးနေပါဖြစ်တယ်တိုးတော်လည်းတစ်ဖက်မှာလည်းမြေပေါ်နိုင်ငံကြီးသမားတွေကလည်းဒါတွေကိုကိုယ်နယ်မြေကိုယ်ဒေသရဲ့ resource တွေကိုကျွန်တော်တို့ဘယ်လိုဟာ allocate လုပ်လို့မလဲဘယ်လို mobilize လုပ်မလဲဆိုတဲ့အဲ့ဒီကရရတဲ့ budget တွေကိုကျွန်တော်တို့တိုင်းပြည်နဲ့နိုင်ငံတော်ဘယ်လိုလုပ်မလဲဒေသအတွက်ဘယ်လိုပြန် apply လုပ်မလဲဆိုတာတွေကကျွန်တော်ဒါ policy နဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာဒါတွေကတော့ကျွန်တော်တို့အခုချိန်မှာပြောဖို့တော့အကြမ်းဖြစ်မဲ့ရမှာပေါ့နော် တော့ကျွန်တော်တို့ကဘလောက်ပဲနိုင်ငံသမားတွေဆိုတော့ရီမန်းချက်ထားရတဲ့အရာပဲရီမန်းချက်ရှိမှ aspiration လို့ခေါ်တဲ့စိတ်ကူးစိတ်တန်းတဲ့ရီမန်းချက်ရှိတယ်ဆိုရင်အဲ့ဒီရီမန်းချက်ကိုအကောင့်ထဲခေါ်ဖို့ဖွင့်ပြီးသူကပေးမှရတာနိုင်ငံသမားဖြစ်နေလို့တော့ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တန်းတဲ့နိုင်ငံရေးရီမန်းချက်လူမျိုးနဲ့ဒေသအတွက်ရီမန်းထားတဲ့အရာတစ်ဖက်မှာအဲ့ဒါအတွက်ကြော်ရင် beyond ဆိုရင်တော့နိုင်ငံတော်အတွက်စဉ်းစားတာဆိုတော့အဲ့လိုမျိုးစဉ်းစားနေတဲ့ဘလောက်ပဲတွေးခေါ်မြင့်မားပြီးတော့ဘလောက်ပဲစိတ်စိတ်စင်စင်နာနဲ့ကျွန်တော်တို့ကြိုးပမ်းမယ်လို့ကျွန်တော်တို့က အဆုံးဖြတ်စိတ်ပိုင်းဖြတ်ထားတော့ညာလေပြည်သူကကျွန်တော်တို့ကိုမဲမပေးဘူးဆိုရင်ကျွန်တော်တို့ကမနိုင်ဘူးမနိုင်လို့ဆိုကျွန်တော်တို့အားလုံးကဒါလေပေါ်မှာပြောကြတဲ့စကားတွေပဲဖြစ်မယ်အဲ့ဒါတော့ရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒါပြည်သူတွေကနာဂလူမျိုးတွေကအခုကျွန်တော်တို့ပြောနေတယ်နာဂမျိုးသားနဲ့လမ်းစဉ်ဟာနာဂလူမျိုးနဲ့နာဂပြည်သူတွေအတွက် နာဂဒေတာမှာရှိတော့တိုင်းဒါလူမျိုးအားလုံးအတွက်နောက်နာဂနေမျိုးကာကွယ်စောင့်ရှောက်ဖို့အတွက်ဆိုတဲ့အတိုင်းဒါတခုဟာကျွန်တော်တို့ရဲ့နိုင်ငံရေးယီမန်းချက်နိုင်ငံရေးဟွာပေါ့စိတ်စင်တာ political way ဟာမန်ကန်တယ်လို့ယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကိုလုတ်အဲ့ဒီနေရာကို ရောက်ဖို့ရောက်အောင်ကျွန်တော်တို့ကိုပို့ပို့ဆောင်ပေးဖို့လိုတယ်အဲ့ဒါရောက်ရင်ကျွန်တော်တို့အဲ့ဒါလုပ်မယ်မရောက်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဘာလုပ်လို့မရလဲဆိုတော့ကျွန်တော်တို့ဘာမှပြုတ်ပိုင်ခွင့်လက်ရှိမှာမဟုတ်ဘူးဒီတိုင်းပဲတာမန်လူလိုပဲကျွန်တော်နေဖို့ပဲရှိမှာပေါ့နော်ဆိုတော့ဒီလိုပဲဖြစ်မှာပဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ကျွန်တော်ဒီတစ်ခါတော့နိုင်ငံရေးပလက်အရွေးအပြောင်းတစ်ခုဟာတော့ဒါပြည်ပမှာဖြစ်နေတဲ့ကိစ္စတွေနဲ့သူများတွေကဒီရွေးကောက်ပွဲကိုထောက်ခံတာကကျွန်တော်တို့အဲ့ဒီဘိုင်ဘာမှမပြောလို့ဟိုဟိုအဲ့ဒါကျွန်တော်တို့ဒါကျွန်တော်တို့ဒီရွေးကောက်ပွဲဝင်တဲ့ညီမချက်ကဟိုဟိုနည်းနည်း unique ဖြစ်တယ်ကျွန်တော်တို့ကတအားရိုးရှင်းတယ် ဘာလုပ်ချင်လဲဆိုတော့ကျွန်တော်တို့အတိအကျရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယူကော့ဘဝင်တယ်ဝင်ပြီးတော့အဲ့ဒါအဲ့လိုမျိုးကိုကျွန်တော်တို့လုပ်နေတဲ့အနေအထားတစ်ခုမှာပြည်သူတွေအနေနဲ့ဒါဟာကျွန်တော်တို့အတွက်တကယ်အရေးကြီးတဲ့အချိန်ခါဖြစ်နေပါလားဆိုတာကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိပြီးတော့ကျွန်တော်တို့ဒီဟာကိုလုတ်ပိုင်ခွင့်လုတ်လုတ်တိုင်းခြင်နိုင်ခွင့်ရအောင်ကျွန်တော်တို့ကအဲအဲ့ဒီနေရာရောက်မှကျွန်တော်တို့လုတ်နိုင်မှာဖြစ်တယ်ဗောနော်ဒါကိုလည်းပြည်သူတွေတည်တည်ချာရှင်းလင်းနားလည်မယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးဂျီမန်တဲ့အတိုင်းပဲကျွန်တော်ရောက်ရောက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဟေး